ဟဲဆိုဗေယရဲ့သပင်ပုံကန်နဲ့ပတ်သက်ပြီးတော့ဟူထုဒတွေကိုကိုမြဝီပြစ်လဲဖျားစင်းဒူတော်တွေကိုဘဝပညာရှင်တွေက စရုံးပါတဲ့ဖျားစင်းဒူတော်နဲ့စတုံးမပါတဲ့ဖျားစင်းဒူတော်ပြီးတော့နှစ်မျိုးထုလုပ်ကြပါတယ်။ဘာကြောင့်နှစ်မျိုးထုလုပ်ရတယ်လဲဆိုတာကိုရှင်းပြပါမယ်။တင်္ဂါရဝဘုံနာနဲ့အဂိပါရကွာစာဘုံနာတို့ကလက်စွာဘေယဝုံဘုံတက ဥပီးကတော့ဇောလို့နှိမ့်ချပြီးခေါ်ခဲ့ခုပါတယ်။ရဲစွာဗျန်ရှင်ကဟာဒီမိဘများမလိုလား၍ဘူကြွေးကြစဉ်ဆံမုတ်စိတ်ကိုရိတ်ပယ်ပြီးထိုင်ရေဆိုဘုကိုဝေရရန်ပြခဲ့ဤဆိုပြီးကြံ့ရဲ့မိညုံမူခဲ့ပါတယ်။ယေဇဝဗျာမိညုံမူခဲ့စကားဖြစ်လို့ယေဇဝဗျာရှင်ဟာဆေဘင်မုန်းစိတ်ကျင်ဆယ်တဲ့ကိုရိပ်ပယ်ထားတဲ့ဆိုတာတော့အတိအချပြောလို့ရပါတယ်။ ထကြောင့်မြတ်စွာဘုရားဟာစံတော်ကိုရိပ်ပယ်ထားတယ်။ဒါမှမဟုတ်ဥကောင်းတို့မှာစပင်းရှိရှိမရှိဘူး။ဘုန်းစိတ်ဝင်မရှိဘူးလို့ယူဆကြတယ်။အဲ့ဒီယူဆအတိုင်းပဲနောက်ပိုင်းမှာအိန္ဒိယဘဝပညာရှင်တွေကဘုရားဆင်းသူတော်တွေကို ထုလုပ်တဲ့အခါမှာဆက်တော်မပါတဲ့ဘုရားဆင်းသူတော်တွေကိုထုလုပ်ကြပါတယ်။နောက်တစ်ခါဆက်အထကထာမှာဖွင့်ဆိုထားတာတွေကိုလည်းပြောပြပါမယ်။အဲ့ဒီအဲမှာက ဖန်ဆောင်ဖျားလုံးတို့ဟာတိုးထွက်ပြီးတော့စံတော်ကိုခက်ခဲ့ပါတယ်။စံတော်ကိုခက်ပြီးတဲ့အခါမှာ အလောင်းတော်ရဲ့စံတော်အရှိကလက်နဲ့တရှိရဲကြံပါတယ်။အရင်ကျန်တဲ့ဆန်တော်တွေကညာဘက်ကိုရစ်ခွေရင်တော့ဂရောင်းပေါ်မှာတည်ရှိရတယ်။ဆန်တော်တွေကအဲ့ဒီထက်လည်းပုံမရှိတော့သလိုမုတ်စိတ်မွေးတွေကလည်းအနေတော်နေထားပြီးမှကြံနေပါတယ်။ဆန်မုတ်စိတ်တွေကိုလည်းနောက်ထပ် ရှိဖြက်စရာမလိုတော့ဘူးလို့ဖော်ပြထားပါတယ်နောက်တခါတက္ကဒကျမ်းနေဖြစ်တဲ့လလိတဝိထာရကျမ်းနဲ့မာဝုဒုကျမ်းတွေမှာလည်းပဲဆန်းတော်မူဓာတ်နဲ့ဖြတ်ပြီးတော့ကျန်နေတဲ့ဆန်းတော်တွေကခေါင်းပုတ်မှာအမြဲတမ်းရှိနေတယ်လို့ဖော်ပြထားပါတယ်။ဇာအထကထရဲ့လလိတဝိထာရကျမ်းရဲ့မာဝုဒုကျမ်းတွေထဲမှာပါတဲ့အတိုင်းဆိုလို့ရှိရင် ကစားဖျားရဲ့ကောင်းပေါ်မှာရိတ်ခွေနေတဲ့ဆက်တော်ဆန်ပင်ရှိရှိရလို့ယူဆလို့ရပါတယ်။နောက်ပိုင်းမှာအိန္ဒိယဘူးဖင်္ဂရှင်တွေကဒီအယူဆကိုယူပြီးတော့ဆက်တော်ပါတဲ့ဖျားဆင်းသူတော်တွေကိုထုလုပ်ကြပါတယ်။ဒါကြောင့်ဆက်တော်ပါတဲ့ဖျားဆင်းသူတော်နဲ့ဆက်တော်မပါတဲ့ဖျားဆင်းသူတော်ဆိုပြီးတော့နှစ်မျိုးဖွဲ့သွားတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကတော့သတုံးပါတဲ့ဖျားဆင်းသူတော်တွေကိုပဲအများဆုံးတွေ့ရတာဖြစ်ပါတယ်။ ကီဗီယိုကအကျူးရှိမယ်လို့ယူဆပါတယ်။နောက်ထပ်ဗီဒီယိုလိုလည်းကြည့်ယူဟန်ပေးဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိနားတောင်းပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။